အားလုံးပဲမင်္ဂလာပါဒီနေ့ကကျွန်တော်တို့ဒီဆော့ဝေးဒီအိုင်ကွန်တွေကို desktop ပေါ်မှာဘယ်လိုထားရမလဲဘယ်လိုတင်ရမလဲဆိုတဲ့အကြောင်းအရာလေးကိုပြပြချင်တာဖြစ်တယ်တခါကျရင်ကျွန်တော်တို့ဆော့ဝေးဆော့ဝေးတွေကကျွန်တော်တို့အဲ desktop screen ပေါ်မှာဆော့ဝေးတွေမတင်ထားတာရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကဆော့ဝေးက installation တော့လုပ်ထားတယ်ထိတော့ထိတာဒါပေမဲ့အပြင်မှာမတင်ထားဘူးအဲအဲ့လိုမျိုးအခါကျတော့ကျွန်တော်တို့ဘယ်လိုဆက်ပြီးတော့ဘယ်လိုအပြင်ကိုတင်ရမလဲဆိုတဲ့အကြောင်းအရာလေးကို နေ့ငယ်ရှိပြချင်တာဖြစ်ပါလေအဲ့တော့ကျွန်တော်တို့ပထမအုံဆုံးကျွန်တော် search box ကိုအရင်တွားရပါမယ် search box ဒီမှာ search box ဟို search box မတွားခင်မှာကျွန်တော်တခုပြောနေတာကအခုဒီမှာဒီအပေါ်မှာကျွန်တော်တို့ Microsoft Word ဆိုတဲ့ဟာရှိလားတစ်ချက်ကြည့်အောင်အဲမရှိဘူးတွင်ကျွန်တော်ဖြတ်ထားတာဟုတ်တယ်ဒီတော့ဒီမှာ PowerPoint ဆိုတာရှိလားမရှိဘူး အဲ့တော့ကျွန်တော်ဖြတ်တာတော့ဟုတ်တယ်အဲ့တော့အဲ့ဒီဟာကိုကျွန်တော်တို့ဒီ desktop screen ပေါ်မှာမရှိတဲ့ဟာကိုကျွန်တော်တို့ဘယ်လိုတင်ရမလဲဆိုတော့ကျွန်တော်တို့ search box မှာကျွန်တော်တို့ဘယ်လိုရိုက်ရ power power po လို့ရိုက်ရလိုက်မယ်ရိုက်ရပြီးတော့ဒီ power point ဆိုပြီးတော့ပေါ်လာတယ်အဲ့ဒီပုံမှာ right click နဲ့ရမှာမယ်ပြီးတော့ open file location တော့ပါပြီးတော့အဲ့ဒီ location file ရဲ့တီနီယံလမ်းကြောင်းကိုရောက်တဲ့ခါမှာအဲ့ဒီပုံမှာ right click ထပ်၍နှိပ်ပေးရပါမယ်ခင်ဗျအဲ့ခါကျတော့ဒီမှာ set to ဆိုတာတစ်ချက်နေနှိပ်ပြီးတော့ဒီမှာ desktop create shortcut ဆိုတာနှိပ်တက်လိုက်အဲ့ခါကျတော့ကျွန်တော်တို့ဒီ desktop screen ပေါ်မှာဒီမှာ powerpoint ဆိုတာပေါ်လာလိမ့်မယ်နောက်တစ်ခုကျတော့အခုဒီ search box မှာပဲ word ဆိုတာရိုက်ရှာမယ်ရိုက်ရှာပြီးတော့ right click နှိပ်မယ် overfan location ကိုတွားမယ်တွားပြီးတော့ right အပေါ်မှာ right click နှိပ်မယ် ီမှာ send to နဲ့ desktop preshow ပဲနေရင်တို့ဘောဆိုရလေဒီမှာထပ်ပြီးတော့ Microsoft Word ကဒီမှာ software ကဒီမှာရောက်နေမှာဖြစ်ပါတယ်အဲကြောင့်မို့ကျွန်တော်တို့ဒီကကြရင် software ဒီဒီမှာမရှိတဲ့ကမှာ desktop မှာမရှိတဲ့ကမှာ desktop မှာမရှိတဲ့ကအကြည့်လို့တင်လို့ရတယ်ဆိုတော့ပြပြချင်တယ်ပြပါတယ်ကျွန်တော်တခြား document file နေလေး အဲ့တိုင်းပဲဒါတင်လို့ရတာဖြစ်ပါတယ် document file တွေတို့ Microsoft Word ဒီမှာရိုက်ရတဲ့ file ဖြစ်ဖြစ်အဲဒါတခြားတော့ကျွန်တို့ဒါ image ဒါ photo ဖြစ်ဖြစ်ဒီလို desktop shortcut နဲ့လေဒီလိုမျိုးတင်လို့ရတယ်ဆိုတော့ပြည့်ပြည့်ချင်းတာဖြစ်ပါတယ်အားလုံးဒါကျေးဇူးတင်ပါတယ်